တော့ညီကငငင်းမိတ်ဆွေလေကျွန်တော်တို့မနေ့ကတော့ကတော့ကျွန်တော်73ချိန်ကို73ချိန်နဲ့ကျွန်တော်ခဏပြေးခဲ့တယ်မနော်ဘလို့ဘလို့ရခဲ့တာလဲဆိုတာလေးကျွန်တော်ဒီမှာကြီးကျွန်တော်ညီကိုငငင်းမိတ်ဆွေလေးကိုကျွန်တော်တစ်ချက်ပြပေးပါမယ်ရတဲ့ညီကတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီအချိုးကနန်းဒီတောင်ကြားနဲ့ဆိုရင်ပေါင်းလိုက်တော့ကျွန်တော်တို့ဒီကို နှစ်ခွန်ချိန်နဲ့သွားတယ်ပေါ့နော်နှစ်နှစ်ခွန်ချိန်ကျွန်တော်တို့ကြားတယ်ကိုကိုပေါင်းတော့ဖြစ်တော့ကျွန်တော်တို့ဒီမှာ၈ခုကျွန်တော်တို့ကြားတယ်9ပေါင်းတော့ဖြစ်တော့ကျွန်တော်တို့၄ခုပေါ့နော်ဒီမှာကြားတယ်မနေ့က9သုံးပေါင်းလို့ဖြစ်တယ်တို့ကကျွန်တော်တို့ဒီမှာ၈3ဆိုပြီးတော့ကျွန်တော်တို့ဒီမှာပေါက်ခဲ့တယ်ဆိုရင်ဒီနေ့ကတော့69ပေါင်းတာဖြစ်တယ်တို့ကျွန်တော်တို့ဒီဒီမှာ9 3ညနဲ့သွားမယ်ပေါ့နော်9 3ညတစ်လုံးတီးသွားပါမယ်9 3ညတစ်လုံးတီးဟု ကိုငားရေမိဖက်ဖြစ်တဲ့ကဏ္ဍ30ရေမိဖက်ဖြစ်တဲ့ကဏ္ဍလေးတွေကိုကျွန်တော်ပြန်စီပြီးတော့ရေးပေးပါမယ်။ပတ်သီးအနေနဲ့ဆိုရင်တော့ကျွန်တော်ကတော့ဒီမှာမနက်ကတော့3ညနေ3ခုရလေးကြာထတာဖြစ်တယ်လို့ကျွန်တော်ရှိတဲ့ရှိပိုင်းနဲ့ကျွန်တော်တို့ကတ်ဖို့လို့ကျွန်တော်ပြောပါတယ်နေကုန်ချင်းကတော့အထက်အောက်ဒီလေဒီမှာအထက်အောက်ပါဝါဒီတစ်ချောက်ဖြစ်ထားတာဖြစ်တဲ့တော့ကျွန်တော်ညီကိုတကယ်ညီမိတ်ဆွေတွေတစ်ချောက်ရှင်းနေကျွန်တော်တို့ကကတ်မှာမဟုတ်တော့တစ်ချောက်ရှိကို9တုံညနဲ့ပဲကျွန်တော်ကတ်ပြီးတော့ခဏအောင်စီးပြီးတော့ကျွန်တော်ပြန်ထုတ်ပေးပါမယ်အဲ့ဒီထဲထဲရမှာ အဲခဏပါစံဖြစ်နိုင်ဆုံးခဏလေးတွေကို main ခွက်အနေနဲ့ကျွန်တော်ထုတ်ပေးမယ်အဲဒီအားနေတဲ့ခဏလေးတွေကိုတော့ပေါ့နော်စီပြီးတော့ကျွန်တော် domain အနေနဲ့ပဲကျွန်တော်ထုတ်ပေးပါမယ်ကိုးငိုင်းမယ်ပဲဖြစ်တဲ့ခဏလေးတွေကတော့ခွန်ကိုရှိမယ်ငါးကိုရှိမယ်ခွန်လေးရှိမယ်အဲ85ဆိုတဲ့ခဏလေးတွေဒါရှိမယ်ပေါ့နော်30မယ်ပဲဖြစ်တဲ့ခဏလေးတွေကတော့96ဆိုတဲ့ခဏရှိမယ်အဲ3ညထိတဲ့ခဏဒီ3ညနဲ့ထိတဲ့ခဏလေးတွေအဲ ငားနဲ့ထိတဲ့ခဏလေးတွေကိုတော့တင်ပြီးတော့ကျွန်တော်တို့ကစားလေးပေးပေးပေါ့နော်အခွေကိုကျွန်တော်တခုထုတ်ပေးမယ်မနေ့တုန်းကတော့ငါးတုံးရှစ်တုံးညာခွေဘူးနဲ့ကျွန်တော်ညီကိုတငယ်ချင်းတွေပေါက်ခဲ့တယ်ဆိုရင်အခုညနေကတော့တစ်ချောင်းငါးတုံးညာခွေဘူးနဲ့ညီကိုတငယ်ချင်းမိတ်ဆွေတွေထပ်ပြီးတော့ပေါက်ပါစေရပါစေအောင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အဲ့ဒီထဲထဲကမှဒီအထိုင်မှာမှထွက်လာတဲ့57ဆိုတဲ့ခဏလေးတွေ60ဆိုတဲ့ခဏလေးတွေလည်းကျွန်တော်ခြိုက်ပါတယ်ဘာကြောင့်လဲဆိုတော့အပူထွက်ပြီးသွားပြီဆိုရင် အဲ6ဘရိတ်ကဒါလာလာတတ်တယ်ပေါ့နော်ကတ်ပြီးတော့လာတတ်တာဖြစ်တဲ့အတွက်ညီကိုတကယ်ချင်းမိတ်ဆွေတွေအတွက်ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့နောက်ပတ်ပတ်ဒီမှာလည်းကျွန်တော်တို့ဒီနေ့ညနေပွဲသိမ်းပောက်ခဲ့ပြီးပြီဆိုရင်ကျွန်တော်စီမှာအာကန်ဆက်ပြီးတော့ကျွန်တော်တို့ဒီမှာ KB ဝေပေးလေးတွေလွှဲပြီးသွားပြီးဆိုတော့ SL နဲ့တကွာ group ဝင်နေတယ်ဆိုရင်လည်းလာပြောလို့ရပါတယ်ပြီးတော့အဲဒါဘရိတ်ပဲအပိုင်းယူမယ်အခွေပဲပိုင်းယူမယ်အဲ့လိုမျိုးဆိုလဲကလေးရင်လာတောင်းပြီးတော့ကျွန်တော်ပြောလို့ရပါတယ်အဲ့ဒါတွေကတော့ပေါက်ပြီးလေးတောင်းနေမယ်ကျွန်တော်ချပြပါမယ်နော် ကဲဂရုဝင်ထားတဲ့ညီကောင်တကယ်ကြီးမိတ်ဆွေတွေလည်းအောက်မှာမြန်မာအဲတပေါင်းဝင်ထားတာဝင်ကြီးရတာတန်တယ်လို့ပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အပတိုင်းဖို့တို့တွင်မှာကျွန်တော်တို့ကအချီရပြီးတော့မျက်နေတာဖြစ်တာဖြစ်တဲ့တော့ပေါ့နော်အဲ့တော့အများကြီးကျွန်တော်မပြောတော့ဘူးမြန်မာကနေမိတ်ဆွေတွေထိုးတိုင်းပေါက်ပါစေဒီညနေမှာလည်းကျွန်တော်ထုတ်ပြီးတဲ့အော်ခွက်လေးတွေမိပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ကြည့်အားလုံးပဲနောက်တစ်ပတ်နောက်ချိန်မှာပြန်ဆုံမယ်။လေးခွက်ကနန်းလေးတွေလည်းကျွန်တော်တို့တူတူကြည့်ရှုပြီးတော့အဲ့ဒီမှာလည်း အခြေပဲကျွန်တော်တို့ညီကိုတကယ်ညီမိတ်ဆွေတွေဝင်ဝင်ကြပါစေခင်ဗျ။